မင်္ဂလာပါခင်ဗျာဘိုးစော channel ကနေပြီးတော့ကြိုဆိုလိုက်ပါရယ်ခင်ဗျာအခုဒီတစ်ခေါက်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတို့ကို၃ရက်အတွင်းကျွန်တော်ရရှိထားတဲ့လာလိုက်ကြီးအလားလာကောင်းတဲ့ခလန်း15ကွက်ကိုအတန်နဲ့ပြောပြပေးမှာဖြစ်ပါတယ်အတန်နဲ့ပြောပြပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကို GeoTech site နဲ့နားဆင်ပေးပါခင်ဗျာကျွန်တော်၃ရက်အတွင်းဆိုတော့ စနလပိုင်း၄ရက်နေ့၄ရက်နေ့ဇာသာပတိနေ့ဇာသာပတိနေ့ပြီးတော့ကျွန်တော်တို့ဟို၅ရက်နေ့啊တောက်ချာနေ့တောက်ချာနေ့啊ပေးရက်ဖြစ်တဲ့အတွက်အစနေတနင်္ဂနွေအပေးရက်ဖြစ်သွားပြီတနင်္လာအင်္ဂါဇာသာပတိတနင်္လာအင်္ဂါဒီ၃ရက်အတွင်းမှာအကျွန်တော်ရရှိထားတဲ့ လာနိုင်ခြင်းအလားအလာကောင်းတာကိုကျွန်တော်ရဲ့မိတ်ဆွေတို့ကို ပြောပြပေးမှာ ဖြစ်ပါတယ်အဲကျွန်တော်ဒီ12လပိုင်း4ရက်နေ့12လပိုင်း12လပိုင်း4ရက်နေ့ကြာသာပတိနေ့12လပိုင်း6ရက်နေ့တနင်္လာနေ့ပြီးရင်12လပိုင်း9ရက်နေ့အင်္ဂါနေ့ကြာသာပတိတနင်္လာအင်္ဂါ ဒီ3ရက်အတွင်းမှာလာနိုင်ခြင်းအလားအလာကောင်းတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲကျွန်တော်တနင်္လာအင်္ဂါဗုဒ္ဓဟူးစနလပိုင်း1ရက်2ရက်နေ့စနလပိုင်း2ရက်နေ့စနလပိုင်း3ရက်နေ့ဒီ3ရက်အတွင်းမှာလာနိုင်ခြင်းအလားအလာကောင်းတဲ့ကနန်း15ကွက်ကို ပြောပြပေးခဲ့ရမှာကျွန်တော်ဗုဒ္ဓဟူးနေ့မှာဆိုရင် မနက်ခင်းပိုင်းမှာ၄နှစ် ညနေညပိုင်းမှာဆိုရင်အဲကျွန်တော်အမနက်ခင်းပိုင်းမှာအနောက်ခင်းပိုင်းမှာ၄နှစ်ညနေခင်းပိုင်းမှာဆိုရင်ကျွန်တော်နှစ်၃ခတ်သွားခဲ့တဲ့အတွက် ကျွန်တော်ပေးထားတဲ့အထည်ကမနှညာအောင်မြင်သွားခဲ့တာဖြစ်ပါတယ်အခုလို့အောင်မြင်သွားခဲ့တဲ့အတွက်ကြောင့်ရောပြီးတော့၃ရက်ပြည့်သွားတဲ့အတွက်ကြောင့်ရောဟောနောက်ထပ်၃ရက်အတွက်ကျွန်တော်ရရှိထားတာကိုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုပြန်လဲပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကိုကျွန်တော်ရဲ့မိတ်ဆွေတို့အနေနဲ့တည်တည်ချာချာလေးနားထောင်ပေးပါခင်ဗျာကျွန်တော် ဒီ3ရက်အတွင်းလာလိုက်ကြီးအလားလာကောင်းတဲ့15ကွက်ထုတ်ပေးရမှာအကီ9လုံးရဲ့ပြီးတော့အဘရိတ်9လုံးရဲ့အကီ9လုံးဆိုရလဲဒီ3ရက်အတွင်းမှာလာလိုက်ကြီးအလားလာကောင်းတဲ့အကီ9လုံးဟုတ်ပြီးရင်ကျွန်တော်တို့3ရက်အတွင်းမှာလာလိုက်ကြီးအလားလာကောင်းတဲ့ဘရိတ်9လုံးရဲ့ဒီနှစ်ခုကိုတွဲပြီးတော့ကျွန်တော်15ခွန့်ပြန်ပြီးတော့ ထုတ်ပေးတာဖြစ်ပါတယ်။ဒါဆိုရင်15ခွက်ကိုအရင်ဆုံးမပြောပြခင်မှာကျွန်တော်တို့ဟိုဒီဇာတာပရိတနင်္လာအင်္ဂါဒီ3ရက်အတွင်းမှာလာနိုင်ကြီးအလားလာကောင်းတဲ့ကျွန်တော်ရွေးချက်ထားတဲ့ဒီငါလုံးကိုအရင်ဆုံးပြောပြပေးပါမယ်။တိတ်ချလေးလိုက်ပြီးတော့မှတ်ပေးပါခင်ဗျာ။ တောင်းရအတွင်းမှာကျွန်တော်ခြိုက်တယ်လာနိုင်ချေအလားလာကောင်းတဲ့ဂီငါလုံးကတော့ကို chào khổng တဲ့ရှစ်ဖြစ်ပါတယ် သုံးရက်အတွင်းမှာလာနိုင်ကြီးအလားလားကောင်းတဲ့ကျွန်တော်ကြိုက်တဲ့ဂီငါလုံးပြန်ပြီးတော့ပြောပြပေးပါမယ်ကိုချောင်းခွန်တဲ့ရှစ်ဖြစ်ပါတယ်ပြီးရင်ကျွန်တော် ဂျာလာပရေတနင်္လာအင်္ဂါဒီ၃ရက်အတွင်းမှာကျွန်တော်ရွေးချက်ထားတယ်ကျွန်တော်ကြိုက်တယ်အဲလာနိုင်မယ်လို့ထင်တဲ့ပရိတ်၅ခုကိုလည်းကျွန်တော်ပြောပြပေးပါမယ်သိချာလေးလိုက်ပြီးတော့မှတ်ထားပေးပါ၃ညာပရိတ်ဒီပရိတ်နေပရိတ် လေးပရိတ်ကိုပရိတ်ဖြစ်ပါတယ်ပရိတ်ငါးခုကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်တောင်းရပရိတ်ဒီပရိတ်နေပရိတ်လေးပရိတ်ကိုပရိတ်ဖြစ်ပါတယ် ကျွန်တော်စနလပိုင်း၄ရက်နေ့စနလပိုင်း၈ရက်နေ့စနလပိုင်း၉ရက်နေ့ဒီ၃ရက်အတွင်းမှာဆိုရင် break ကကျွန်တော်ဟို break အသေး break အသေးတွေကထွက်ကိုထွက်ပါလိမ့်မယ်ဒါကြောင့်မလို့ break အသေးတွေကအအထူးဂယုဆိုင်ပြီးတော့အသုံးပြုစေချင်ပါတယ်အဲလာလဲလာနိုင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော် ရသလိုမျိုးမိတ်ဆွေတို့လည်းရအောင်အခုလိုမျိုးပြောပြပေးတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ဟိုဒီ၃ရက်အတွင်းမှာကျွန်တော်ကြိုက်တဲ့ဒီငါးလုံးကိုလည်းပြောပြပေးခဲ့ပြီးပြီးပြီးရင်ကျွန်တော်ကြိုက်တဲ့ break ငါးခုကိုလည်းပြောပြပေးခဲ့ပြီးပြီးကျွန်တော်ကြိုက်တာထက်အဲကျွန်တော်လာနိုင်ခြင်းအလားလာကောင်းတဲ့အဲ key တွေ break တွေကိုပြောပြပေးခဲ့တာဖြစ်တယ် ဒီကီးရဲ့ပရိယတွဲပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့15ခွက်ကိုစပြီးတော့ပြောပြပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေတို့အနေနဲ့သိချလေးနားထောင်ပေးပါခင်ဗျာစနလပိုင်း၄ရက်နေ့ကနေစနလပိုင်း၈ရက်စနလပိုင်း၉ရက် ကြတာပါလေတောက်ကြနေရပေးရဖြစ်တဲ့အတွက်ကျွန်တော်နောက်တစ်ပတ်ကိုကူးသွားတယ်တနင်္လာအင်္ဂါကြာတာပါလေတနင်္လာအင်္ဂါဒီ၃ရက်အတွင်းမှာအကျွန်တော်ရွေးထုတ်ထားတဲ့လာနိုင်ခြင်းအလားလာကောင်းပဲထင်တယ်15ကွက်ကိုစပြီးတော့ရောပြပေးပါမယ်တေချာလင်းနားထောင်ပေးပါခင်ဗျာကိုတက်6 4 3 2 1 khổ tổ cố niệm chào ngã khôn lễ trách sẻ cố tổng khôn ngã လေးရှစ်ကိုငါ超ရှစ်တက်တုံး超တုံးတက်ရှစ်ဖြစ်ပါတယ်အခုပြောပြပေးခဲ့တဲ့ဒီ55กว่าเทกา 3ရက်အတွင်းမှာကျွန်တော်တို့ဒါဗနက်ချိန်ထိအောင်မြင်နိုင်မလဲဆိုတာကတော့ဒါစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe မနေရသေးဘူးဆိုရင်လည်း subscribe နှိပ်ထားပေးချပါအောင်ဟိုကျွန်တော်ရဲ့မိတ်ဆွေတို့အတွက်တပတ်တလမ်းမှအထောက်အကူဖြစ်စေရန်ဆိုပြီးတော့ဟိုကျွန်တော်ဒါရရှိထားတာကိုမိတ်ဆွေတို့ကိုပြန်လည်ပြီးတော့ပြောပြပေးခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဒီဗီဒီယိုကိုအစာအဆုံးနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေတအိုးတယောက်ချင်းစီကိုလည်းကျွန်တော်ဘိုးစောမှကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ